Hello အလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Tyson Exam မှာပြတဲ့ Resman Hoyland ကဒီချီနေနဲ့ဆိုလို့ရှိရင်သူကတိတ်အသင်းပြောင်းခြင်းတဲ့အချိန်ဒီမှာကျွန်တော်ရှိမနေဘူး။အသင်းမှာပဲသူဆက်ပြီးတော့နေခြင်းတဲ့သဘောမျိုး။ဆိုတော့ဒီနေရာမှာသူ interview တစ်ခုမှာသူပြောထားတာကျွန်တော်တို့ရှိတယ်။သူပြောထားလဲဆိုတော့ကျွန်တော် Manchester United နဲ့ပေါ့နော်2030 Community တက်တန်းရှိတဲ့စာချုပ်တရက်ကိုချုပ်ဆိုထားတယ်ပေါ့။ဆိုတော့အဲ့ဒီစာချုပ်ပြည့်တဲ့အထိကျွန်တော်နေဖို့အတွက်ပေါ့နော်သူမှာစန္ဒမျှော်လင့်ထားတယ်။ ဒါအပြင်ဒီနွေရာသီအပြောင်းရွှေ့မှာလည်းအားလက်ရက်ဒီကိုလည်းသူအကောင်ဆုံးเนาะဖြစ်တတ်မယ်အဲ့ဒါပြီးပြီဆိုတာနဲ့အတင်းရဲ့အနာဂတ် project တွေထဲမှာသူအကောင်ဆုံးပါဝင်နိုင်မှုတွေအာယုံဆိုင်ကြိုးပမ်းသွားမယ်သူလုံးဝ100% dedicate လုပ်ထားတယ်ပေါ့နော်ဆိုတော့လက်ရှိ online ပေါ်မှာရည်နေပြောနေကြတာတွေနဲ့ပတ်သက်လို့ကျွန်တော်တိတ် view size ချိန်မရဘူးပေါ့ဗျာနော်ဒီ view size ချိန်မရဘူးဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့တကယ်တမ်းကချက်လက်တီရာကရှင်းတယ်သူစာချုပ်ရှိတဲ့အထိ Manchester United မှာဆက်နေပြီးတော့ပိုကောင်းတဲ့ယာတီတစ်ခုပိုင်ဆိုင်နိုင်ဖို့လေသူမျှော်လင့်ထားတယ်ပေါ့နော် ဒါအပြင်အခုနကပြောပြလို့ပဲနေရာဒီပြောင်းရွှေ့ vacation သူပြီးတာနဲ့အတင်းမှာပိုကောင်းတဲ့ຢာစီတခုဖြစ်အောင်ကျူပန်းသွားနိုင်ဖို့အတွက်ပေါ့နော်သူလုံးဝဒီဘယ်လိုပြောမလဲဒီကျူပန်းသွားကျူပန်းသွားဖို့ပြင်ဆင်ထားတယ်ပေါ့ဗျာသူသူဒီပင်ကတော့အတင်းကမထွက်ချင်ဘူးဒါပါပဲနော်အတင်းကမထွက်ချင်ဘူးစာချုပ်ကလည်း2030တိကျွန်တော်ရှိတယ်ဆိုတော့ကိုရီအတင်းတွက်ကဒါအကြက်ရိုက်လာအောင်ပါဒီနေရာမှာ Resman White နဲ့ဒီအတင်းကနေမဖြစ်မနေဆိုတယ်လို့လက်လွတ်ရမယ်ဆိုတဲ့စိတ်ရင်းမှာတော့မရှိဘူးမှန်တိုင်းပြောရရင် ဒါပေမဲ့လို့ကျွန်တော်တို့ပိုကောင်းတဲ့တိုက်စစ်မှုနဲ့အစားထိုးမှတော့ရမယ်။ဒါဒီဒါဒီအရေးကြီးတဲ့ຢာပဲ။အခုလက်ရှိအသင်းဘက်ကလည်းမတ်တီးစ်ကွန်ညာကိုကျွန်တော်ခေါ်ပြီးသွားပြီ။ Brian Ambumu ကိုလည်းခေါ်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေတယ်။ဒါအပြင်ဒီကစားမဖြစ်သူကိုမယောင်းချပြည်ရင်တောင်းမှာပေါ့နော်။အသင်းဘက်မှာသူ့နေရာကိုတရားဝင်အစားထိုးဖို့သူတို့ကြိုးပမ်းသွားတော့မှာ။ဒါဒီအဖြစ်တင်ဆုံးပဲ။ ဆိုတော့ကျွန်တော်တို့ resmat ကိုဒါအငှားချတယ်ဘာညာဆိုရင်တော့သူ့အတွက်တော့ပူကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်မယောင်းချနိုင်ရင်တော့မှ resmat ကိုငှားပြီဆိုလို့ရှင်ဒါပါတော့ဗျာအီတလီကိုပြန်ပြီးတော့အငှားချတာမျိုးပဲဖြစ်ဖြစ်သူ့နဲ့ကစားပုံချင်းအန်ဝင်ခွင့်ချဖြစ်တဲ့အသင်းကိုအငှားချတာမျိုးပဲဖြစ်ဖြစ် every တန်ခါရဲ့လက်ရှိကျွန်တော်တို့ leverkusen ကိုအငှားချတာပဲဖြစ်ဖြစ်ပေါ့နော်တသင်းသင်းကိုအငှားချဖို့ကျွန်တော်ကြိုးပမ်းတင်တယ်အသင်းမှာဟိုတိုက်စစ်မှုစစ်စစ်တယောက်ရောက်လာမယ်ဆိုလို့ရှင်သူ့ကိုကြော်ပြီးတော့ resmat နေရာရတော့မှာမဟုတ်ဘူး သူနောက်မှာလည်း Zixi တို့ကျွန်တော်ရှိနေတယ် Zixi နဲ့ Resmat ဆိုအခုကဒီ Zixi ကပို့ပြီးတော့နေရာရဖို့ကျွန်တော်ရှိတယ်เนาะဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင် Resmat အတွက်ကလာမယ့်ရာသီမှာအတင်းကတပတ်ကိုတပွဲလောက်လဲကစားနေရအောင်မယ်ဆိုတော့တပွဲတပွဲမှာ15မိနစ်လောက်ကစားရရင်တောင်မှတော်တော်ကြီးကောင်းလာပြီဆိုပြီးတော့ပြောရမယ့်အခြေအနေမျိုးဖြစ်နေပြီ။ဒါကြောင့် Resmat အတွက်တော့သူကိုယ်တိုင်ကတော့ United ကနေပြီးမထွက်ချင်ဘူးဘာညာပြောထားပေမဲ့အနာဂတ်မှာပါတီဆက်ဖြစ်လာမယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။ အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကလည်း Highland နဲ့ပတ်သက်လို့ပြက်သားတဲ့အနာဂတ်တွေသူတို့ချပြီးပြီလို့ကျွန်တော်မထင်ဘူး။ဘာလို့အဲ့လိုပြောရလဲဆိုတော့သူတို့ဒီတိုက်စစ်မှုနဲ့ပတ်သက်လို့ရှိရင်ကစားမခေါ်မယ်ပဲကျွန်တော်ပြောတာဗျ။ကျန်တဲ့နေရာတွေလိုမျိုးလုံအောင်ကိုရောင်းချမယ်ဆိုတဲ့မှုတွေကျွန်တော်တွေ့မိနေရအောင်။ထားပါတော့ကျွန်တော်တို့အဲဂါနာချူကိုမဖြစ်မနေရောင်းမယ်၊ Rashford ကိုမဖြစ်မနေရောင်းမယ်၊ Anthony Santo, Jadon Sancho မဖြစ်မနေကျွန်တော်ရောင်းမယ်။ဒါတွေဒီကျွန်တော်တချို့ကြားနေရပြီးသား။ပြီးလို့ရှိရင်လည်းပဲဂိုးသမားနေရာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဦးစားပေးမဟုတ်တာတော့မှ ခေါ်မယ်ဆိုရင်ကျွန်တော်တို့ဦးနန်းနာကိုရောင်းပြီးမှခေါ်မှာဆိုဦးနန်းနာရင်ရောင်းနိုင်ဘူးလို့တဲ့ပြီးမှကျွန်တော်တို့ဘောနော်ဒါခေါ်မယ်ဆိုတဲ့ပုံစံမျိုးလေးလည်းကျွန်တော်ကြားပြီးသားဦးနန်းနာကိုတကယ်စိတ်ဝင်စားတဲ့အသင်းတွေရှိတယ်ဆိုရင်ကျွန်တော်တို့ကလည်းလှုပ်ဖို့အတွက်အစဉ်သင့်ဖြစ်ပြီးသား white line နေရာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်အနေနဲ့လက်ရှိမှာတိုက်စစ်မှုတယောက်ခေါ်ကိုခေါ်မယ်ဆိုတာပဲရှိတယ်တိုက်စစ်မှုတယောက်မဖြစ်မနေခေါ်မယ်ဆိုတာပဲရှိတယ်နော် okay တိုက်စစ်နေရာမှာတော့ ဟိုင်လန်ကိုငါတို့အရင်ရောင်းချမယ်ပြီးမှအစားထိုးမယ်ဆိုတာမျိုးရှိမနေဘူးတိုက်စစ်မှုတယောက်ရောက်လာရင်လည်းပဲဟိုင်လန်ရဲ့အနာကကတော့အသိမှမရှိတော့ဘူးငါတို့ဟိုင်လန်ကိုလက်လွတ်တော့မယ်ဆိုတာမျိုးရှိမနေဘူးဒါကြောင့်ကျွန်တော်ကြည့်ရင် Resman ဟိုင်လန်ရဲ့အနာကကအဲလက်ရှိအသိဘက်ကူကပဲလက်လွတ်ဖို့အတွက်အများကြီးတူးထားတဲ့အခြေအနေမှာရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့အခုလက်ရှိကစားမရဲ့ဘက်ကလည်းစာချုပ်ကလည်း2030ခုနှစ်တည်းရှိနေတာဘာညာနဲ့ဆိုတော့ vacation တွေပါလေသူထွက်ပြီးတာနဲ့ပေါ့နော်ပြီးပြီဆိုတာနဲ့ရာသီဂျိုခြေစမ်းပွဲစဉ်တွေမှာသူအကောင်းဆုံးပြန်ကျူးပန်းကျင်တယ်လို့ပြောထားတော့ ဒီကြတဲ့နောက်ရာသီမှာလဲ Rasmus ကိုအတင်းမှာဆက်ပြီးတော့တွေ့နေရလဲဦးမလို့ကျွန်တော်ထင်တယ်။ဆိုညီကရိုရောဘလူမီညာလဲတိုက်စီမှုတရားအစားထုတ်ပြီးဆိုလို့ချင်း White Land ကိုအတင်းမှာဆက်ထားတင်လားအငှားချတင်လားလုံအောင်အပြည့်တဲ့ရောင်းချတင်တယ်လို့ထင်ကြလား။တိုက်စီမှုကောင်တယောက်ရှိတယ်ဆိုလို့ချင်းသူ့ဘေးကနေပြီးတော့ White Land အကောင်းဆုံးပူကောင်းလာအောင်ကျူးပန်းနိုင်ပြီလို့ညီကရိုမျှော်လင့်ကြလား။ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်။